အပပွဲမွန်နိုင်ခန့်မီကမွန်နိုင်ငယ်ဖြစ်အာရော့သွားပြီဖြစ်ပေမဲ့မြန်မာနိုင်ငံနေရာဒေသအချို့မှာနေရာကွက်ပြီးမိုးကြီးနေတယ်လို့မိုးလေဝသနဲ့ဇလားပြေလာညွှန်ကြားမှုဦးစီးဌာနကသတိပေးထုတ်ပြန်ထားပါတယ်။လောင်နိုင်ငံကုန်းနမဒေသများကိုဖျက်ကျော်ခဲ့တဲ့အပပွဲမွန်နိုင်ခန့်မီကဟာအနောက်ဘက်သို့ရွေ့လျားခဲ့ပြီးလောင်နိုင်ငံနဲ့ထိုင်းနိုင်ငံနယ်စပ်ဒေသများတွင်ကုန်းနှင်းမွန်နိုင်ငယ်ဖြစ်အာရော့သွားခဲ့ကြောင်း လာမယ့်၁၇နှစ်အတွင်းအဆိုပါကုန်းနှင်းမွန်နိုင်ငယ်ဟာထိုင်းနိုင်ငံအရှေ့ဘက်ဒေသများတွင် လေပြင်းနယ်စပ်ဖြစ်သို့အာရော့သွားနိုင် ယ်လို့မိုးစလားကခံမှန်းထားပါတယ်။အဆိုပါကုန်းနှင်းမုန်တိုင်းငယ်မှပြတ်ထွက်လာတဲ့တိမ်ထိုင်များကြောင့်နိုဝင်ဘာလ10ရက်နေ့မှ10ရက်အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်မှနေရာအနှံပြမိုးထစ်ချုံရွာပြီးအချို့ဒေသများတွင်ဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါသည်။ ဒါအပြင်မြို့ဝကျောင်းမော်မုံတမာခွေမုံတနင်းသာရီကဲရန်တလျှောက်နဲ့ကဲလွန်ပင်လေပြင်တို့မှာတခါတရံမိုးသက်လီပြင်းများကြာရောက်ပြီးလှိုင်းအတင်းတင်းမှလှိုင်းကြီးနိုင်ကမိုးသက်လီပြင်းကြစဉ်ရေပြင်းပြင်းလေးဟာတနအီလ25မိုင်မှ မိုင်30အထိတက်ခတ်နိုင်ပြီးလှိုင်းအမြင့်မှာမြို့ဝကျောင်းမော်မုံတမာခွေမုံတနင်းသာရီကဲရန်တလျှောက်နဲ့ကဲလွန်ပင်လေပြင်တို့မှာခုနှစ်ပေမှ9ပေခန့်ရှိနိုင်တယ်လို့မိုးစလားကခန့်မှန်းထားပါတယ် ဒါကြောင့်မိုးသီးထန်စွာရွာသွန်းခြင်းတဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကြွေခြင်းလျှက်တပြတ်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နေတာကြောင့်အဆိုပါဒေသများရှိကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေနဲ့မြေပြိုမှုအနေနဲ့ မြင့်ငယ်ချောင်းငယ်များနေတွင်နေထိုင်ကြသူများအနေနဲ့ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့်ပြည်တွင်းရေချောင်းသွားလာရေးလေချောင်းပြန်တမ်းရေးနှင့်ဆေးမြောင်းသတ္တမန်များအနေနဲ့လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်သတိပေးကြောင်းမိုးစလာကထုတ်ပြန်ထားပါသည်။